အေးဒီနေ့မှာတော့အားလုံးမျှော်လင့်ဆောင်စားနေတဲ့ reading တွေကိုမဆူလို့ပေးမှာဖြစ်ပါတယ်။အဲဒီ reading တွေကတော့အမေစုဒေါအောင်စန်းစုကြည်အခုလက်ရှိအခြေအနေဘယ်လိုရှိလဲ။ဘာဆက်ဖြစ်မလဲ။သူဘယ်တော့လုံရအောင်လဲ။ပေါ့နော်။အဲ့ဒါလေးတွေကိုကက်လေးတွေဆွဲပြီးတော့အဖြေရှာကြည့်ပေးမှာဖြစ်ပါတယ်ပေါ့နော်။အခုလာမယ့်ဂျွန်လာ19ရက်နေ့ရဆိုလို့ရှိရင်ဒေါအောင်စန်းစုကြည်အသက်80ပြည့်မှာဖြစ်ပါတယ်။အဲဒီတော့ကြောင့်မလို့ဒီမှာကမ်ပိန်းတွေပါလေလုံနေကြလေတွေ့တယ်ဒီတယုတ်ဆောင်ခါရာတို့ပါလို့ဆိုလို့ရှိရင် green စံချိန်ဝင်မှုအတူအဟိုဟာ ဗီဒီယိုလေးတွေခလပ်ပြီးလို့မရလေးလေတွေ့ရရပေါ့နော်အဲ့တော့အကယ်၍ကိုကပြည်ပမှာရှိတယ်ဆိုလို့ရှိရင်အဲ့ဒါလေးတွေကိုအပောင်းဝင်အားဖြည့်ပေးဖို့အတွက်မဆူလဲဒီကနေပြီးတော့အတိုက်တွန်းပြရစီပေါ့နော်ကက်လေးတွေကလေအစိုးရတော့မဟုတ်ဘူးပေါ့နော်ကောင်းတဲ့ကက်လေးတွေပါပဲပေါ့နော်ဒီမှာဗာပြနေလဲဆိုလို့ရှိရင်ဒေါန်ဆန်းစုကြည်ရဆိုလို့ရှိရင်အခုသူတယောက်ထဲနေရတာကိုကိုအိုပြီးတော့ enjoy ဖြစ်လာရေပေါ့နော် solitude ကိုပို့ပြီးတော့ appreciate ဖြစ်တက်လာရေပို့ပြီးတော့ emotionally လည်း full feel ဖြစ်လာရေပေါ့မှာပြီးတော့ဒီမှာ six of cups reverse ကြရတဲ့ကြောင့်မလို့သူ့ရဲ့အရင် memories တွေအရင်တော့အဖြစ်ခဲ့တဲ့ဥစ္စာလေးတွေကိုပြန်ပြီးတော့တတိယရဲ့ပုံစံလေးတွေရှိရေပေါ့နော်သူ့သားသမီးရေရှိမယ်ပြီးတော့သူ့ရဲ့ colleagues တွေဤသူပြည်သားတွေအဲ့ဒီရဲ့ memories တွေကိုတော့သူကအမြဲတမ်းတတိယရဲ့ပုံစံလေးရှိရေဒါပေမဲ့သူကအခုစိတ်ကကြာနေလားကြိုလဲနေလားဆိုရင်တော့လုံးဝမဟုတ်ဘူး တို့ဟာသူ strong ဖြစ်တယ်တို့ဟာသူအဆင်ပြေနေတဲ့ပုံစံလေးရှိရေပေါ့နော်ဒီမှာဒီခါဝဲကြည့်လိုက်ပါလုံးဝအဆင်ပြေသူရှိတာလေးနဲ့ရှိတယ်လို့ကိုအဆင်ပြေရေပေါ့နော် the hermit the hermit ဆိုတာတို့ဟာသူ solitude solitude ဆိုတာကတယောက်တည်းတိတ်ဆိတ်ဆိတ်ကလေးဟိုဖျားတရားလောက်ကပဲဖြစ်ဖြစ်စာဖတ်နေရမှာဖြစ်ဖြစ်အဲအဲ့လိုပုံစံမျိုးတွေနဲ့သူကသူအဆင်ပြေရပါတော့အရင်တော့ကလည်းသူဒီလိုမျိုး how how's the rest ကို20 years နေခဲ့ဘူးလားဆိုတော့အခုအချိန်နေရလေသူတော့ကဟိုဟာပေါ့နော်နေချက်နေပါပြီပေါ့နော် နောက်တစ်ခါကြတော့2026အာသူရဲ့ကျမ်းမာရေးပေါ့နော်2026မှာလည်းအဲ့တိုင်းပဲ night of caps သူကဖြည်းဖြည်းမမှန်မယ်သူဘဘောက်သူကသူ့ routine လေးနဲ့သူဖြည်းဖြည်းမမှန်လေးပဲသွားမယ်ကျမ်းမာအောင်နေမယ်စိတ်သက်ကိုလုံးဝကြမခံဘူးပြီးလို့ရှိရင် the moon the moon ကို reverse ချရတော့ကြောင့်မလို့အရင်တော့ကသူမတိခဲ့တဲ့အရာတွေတဖြည်းဖြည်းနဲ့ realization ပြန်ပြန်ပြီးတော့တည်လာရေးပေါ့နော်တရားသဘောတွေတည်လာရလဲခင်ဖြစ်မယ်ဟို ဘာ ड़ी လဲတော့မသိဘူးပေါ့နော်ဒီဒါမှမဟုတ်သူခန္ဓာကိုယ်အကြောင်းကသူစိတ်အကြောင်းကသူခန္ဓာကိုယ်နဲ့စိတ်ကိုသူမသိခဲ့တဲ့အရာတွေကိုတဖြည်းဖြည်းနဲ့ self awareness ရရတဲ့ဘောနဲ့ပို့ပို့ပြီးတော့သိလာနေပေါ့နော်ဟိုဘယ်လိုပြောမလဲတရားတွေတဖြည်းဖြည်းနဲ့တရားတဘောတို့ဖြည်းဖြည်းနဲ့သိလာမယ်ပုံစံကြီးရှိရဲ့ Excuse me နော် nine of source ကို reverse ကြိုက်ပေါ့နော်သူမှကတဲ့ ရန်ပန်ရန်ခါပေါ့နော်ဆိုရင်ကွယ်မှုလေးရောရှိတယ်ဒါပေမဲ့ reverse ကျရတဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးတွေကလည်းတဖြည်းဖြည်းနဲ့တက်တာလာလိမ့်မယ်ပေါ့နော်ဒါကတော့2026ဒီမှာကအရင်ဆိုးတာတွေပြိုလဲနေရည်လုံးဝမရှိဘူးလုံးဝ strong ဖြစ်တဲ့အထူးသဖြင့်ကိုကသူ့ကအခုလောလောဆယ်အရေးကြီးဆုံးကသူ့ရဲ့စိတ်ပဲသူ့ရဲ့စိတ် strong ဖြစ်လို့ရှိရင်ကျမ်းမအောင်လည်းညီလို့ရရဲကွာစိတ်ကလူတယောက်ကစိတ်က strong ဖြစ်နေပြီဆိုလို့ချင်းဘာအဲအိယာမဆိုသူ manifest လုပ်လို့ရရင်အဲ့ဒီပုံစံမျိုးပဲကွာအခုသူ situation ရတယ်လေ အထဲမှာသူသူကသူ influence လုပ်လို့ရတာသူစိတ်တပြိုးပဲရှိရပါတော့နော်အဲ့ဒီတော့ကြမလို့အထဲမှာအခု2025မှာလဲဆိုလို့ရှိရင်လည်းအရင်တော့က memory ဈေးတွေကိုရမ်းဟန်ရကတတိရတယ်အဲဒါလေးတွေကိုလွမ်းနေပေါ့နော်ဒါပေမဲ့သူကသူလည်း strong ဖြစ်အောင်နေတယ်သူဟာနဲ့သူအေးစစေးခက်တန်းနေပေါ့နော်အေးဂျင်ချန်စိတ်ကို agents ဝါနဲ့ပဲသူခက်တန်းနေနောက်နေ့ကြလို့ရှိရင်လည်းအဲ့တိုင်းပဲတရားသဘောတွေတည်လာမဲ့ပုံစံတွေရှိတယ်ပြီးလို့ရှိရင်တဖြည်းဖြည်းနဲ့ ဟိုပါပေါ့နော်ဟိုလို့ပြောမလဲသူသူရဲ့ situation ကိုသူကြည်နေတယ်ပေါ့နော်အဲ့အဲ့လိုပုံစံလေးတော့ရှိပါတယ်ပေါ့နော်အဲ့တော့ဒီဟာကတော့တော်ဆတ်စုကြည်ရဲ့ဟိုပါပေါ့နော်2025ရဲ့2026ရဲ့ဟိုကျမ်းမာရေးချိန်ကြီးပေါ့နော်ဒီမှာကကြတော့မကောင်းတဲ့ကတ်တွေမပါဘူးအဲ့ဒီကြောင့်မလို့မဆူတော့တော့အဲကောင်းငယ်လို့တော့ပြောလို့ရရယ်ပေါ့နော်ဒါကတော့ကျမ်းမာရေးပေါ့တရားကပဲလို့ပြောမလဲ တရားဓမ္မအနိုင်ရရှိနေပေါ့နော်အခုသူလူမြောက်လာတာကသူသူသူ့ရဲ့လူမြောက်မှုကတရားဘယ်လိုပြောလဲ justice ဖြစ်တယ်ဆိုလို့ရှိရင်သူလူမြောက်လာလိမ့်မယ်မဆုတို့အကောင်တော့ကတော့သူ့ရဲ့လူမြောက်မှုကကာမတရားတွေလို့မဆုကောမဆုတို့အကောင်တော့ကယုံကြည်ရဲ့အဲ့တော့ဒါမလို့ငါအနည်းအတွေ့မှာဆုရတော့လူမြောက်နိုင်တယ်လို့တော့ချင်းနေကွာဒီမှာဒီနှစ်ကကကြတော့သူကဘယ်လိုပြောမလဲ အပရိုက်ကြရဲဆိုလို့ရှိရင်အတဲကြရဲဆိုလို့ရှိရင်ကောင်းနေကမဟုတ်ဘူးကွာနှစ်ကက်စလုံးကပြားမြန်ကြတယ်ပြားမြန်တာရဲဆိုတော့ကောင်းနေလို့လည်းပြောလို့ရတယ်ဒါမှမဟုတ်မကောင်းမှာကရော့ကြသွားတယ်လို့လည်းပြောလို့ရတယ်အဲ့တော့မဆူနောက်တစ်ကက်ထပ်ဆွဲကြည့်မယ်ကွာသူက4 of cups နဲ့5 of cups ကိုစီကွာလိုက်စီလာကြတယ်နော်အဲ့တော့ဒီ9နှစ်အတည်းမှာလွတ်မြောက်နိုင်မလွတ်မြောက်နိုင်ဘူးဆိုနောက်တစ်တစ်ကက်ထပ်ဆွဲမယ်ပေါ့နော်9နှစ်အတည်းမှာတော့လျားမြတာတဲ့ဥစ္စာတစ်ခုခုတော့ဖြစ်လာလိမ့်မယ်ကွာသူလွတ်မြောက်ခြင်းမလွတ်မြောက်ခြင်းရတော့ ကန်တရားနဲ့ပဲဆိုင်နေပေါ့နော်မဆူကတော့အဲ့လိုပဲပြောနေတော့မယ်။ Iman Justice ကကြတာကကြလာတဲ့တော့ကြောင့်မလို့မဆူလို့ကလုံးဝပြောနိုင်တာကတော့တရားမျှတမှုက9နှစ်အတွင်းရမယ်။9နှစ်အတွင်းမှာတရားမျှတမှုရမယ်။အဲ့တော့သူမလူမြောက်ချင်လားလူမြောက်လာမယ်။အာဒီမှာဒီဒီဘက်ကကြားရင်ကကကြတော့ eight of swords သူကကြတော့မလွတ်မြောက်နေတဲ့ပုံစံလေးကွာ โอเคအဲ့တော့နောက်ဆုံးသူ့ရဲ့လူမြောက်မှုလူမြောက်မှုကိုမဆုနောက်ဆုံးအနေနဲ့ညီရသမီးပြောရမယ်ဆိုရှိ။ငါနှစ်အတွင်းမှာတော့တရားမျှတမှုရရှိမှာဖြစ်ပါတယ်။သူမအတွက်သူမအတွက်တရားမျှတမှုတစ်ခုရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့လုံးဝကြီး liberate ဖြစ်သွားဖို့ကကြတော့သူမရဲ့ကံတွေပဲဆိုင်ဖို့နော်။သူမကြီးအခုဒီချင်းနီကနေပြီးတော့ house arrest ပဲ ဘယ်လိုပြောမလဲရှော့ပေါ့သွားရင်လည်းရှော့ပေါ့သွားနိုင်တယ်ဒါမှမဟုတ်အခုခုပေါ့နော်ဟိုတရားနာတတ်မှုတစ်ခုကတော့၅နှစ်တွေးမှရရှိမှာဖြစ်ပါတယ်အခုအချိန်ကနေလုံးဝလွတ်မြောက်ဖို့မလွတ်မြောက်ဖို့ကတော့မဆုတို့စောင့်ကြည့်ကြမယ်